မင်္ဂလာပါဆိုဒီနေ့6ရက်နေ့အတွက်ကဘာရှည်ကိုတရက်တာ analysis လုပ်ပြပြတော့မှာဖြစ်ပါတယ်လက်ရှိကျွန်တော် analysis လုပ်နေတဲ့အချိန်ဒီ time zone အချိန်နှစ်နာရီ73မိနစ်ဝန်းကျင်မှာကျွန်တော်စပြီးတော့ analysis လုပ်နေတာဖြစ်ပါတယ်ပေါ့နော် so so ဒီနေ့ တွေ့ market analysis ကိုကျွန်တော်မလုပ်ခင်မှာမနေ့က market structure တွေနဲ့ပတ်သက်ပြီးတော့တစ်ချက်လောက်ပြန်မျိုးမှ follow လိုက်ကြရအောင်เนาะဆိုမနေ့က analysis video မှာကျွန်တော်ပြောခဲ့တဲ့အတိုင်းကမ္ဘာ့ရှေ့ရာဒီပတ်ချက်မှာကျွန်တော် trend change သွားတာပေါ့เนาะ trend change သွားပြီးမှသူဒီ is a uptrend တစ်ခုဖြစ်နေတယ်ဆို uptrend တစ်ခုဖြစ်မှ higher low ဆို higher high so higher low ပေါ့နော် so higher high ကိုပြန်လာတယ် so ဒီ win ချင်းမှာသူ့အနေနဲ့အောက်ကိုလည်းပြန်ချနိုင်တယ်နောက်ပြီးတော့ဒီ win ချင်းကနေအပေါ်လည်းဆက်သွားနိုင်တယ်ဆိုတော့ကျွန်တော်ပြောခဲ့တယ်ဒါပေမဲ့မနစ်တစ်နစ်ဒါလုံးပေါ့နော်သူဒီ sideway သွားခဲ့တဲ့အတွက် trade through တော့အပြောင်းလဲမဖြစ်သေးဘူး so ဒီနေ့ analysis ကိုမကြည့်ခင်မှာလောလောဆယ်အနေထားကိုကျွန်တော်တို့တစ်ချက်တော့ပြန်ပြီးတော့ follow လိုက်ကြည့်ကြအောင် လက်ရှိ A4 တိုင်းဖိမှာဆိုရင် market ဒီလက်ရှိကျွန်တော်ရဲ့ order block zone တဲ့ကိုပြန်ရောက်နေတာကိုကျွန်တော်တွေ့ရလိမ့်မယ်ဆိုတော့အဲကျွန်တော်ဒီ H1 တိုင်းဖိတွေကိုတစ်ချက်ပြောင်းကြည့်လိုက်မယ် A4 တိုင်းဖိကနေကျွန်တော် H1 တိုင်းဖိကိုစဉ်းကြည့်လိုက်တဲ့အခါမှာဆို H1 တိုင်းဖိမှာလည်းသူ့ရဲ့ lower တိုင်းဖိ market structure တွေရှိတယ်ပေါ့နော်ဒါဒီကျွန်တော်တို့အဲလက်ရှိ H1 တိုင်းဖိ market structure သူ့ဒီဒီမှာဆိုရင် lower low lower high lower low lower high lower low lower high ပေါ့နော်ဒီမှာဆိုရင်ဒါဒီသူ့လက်ရှိနေထားမှာအပေါ်ကိုပိုးပဲပြင်လာထားတဲ့အနေထားပေါ့နော်ကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီ swing high နဲ့ဒီ swing low အတော်တွင်းထဲမှာသူပြင်လာထားတဲ့အနေထားမှာရှိ နေတယ်။ဆိုတော့လက်ရှိကသူကကျွန်တော်ခဏကပြောခဲ့တဲ့ဒီမှာဆိုရင်ဒါဒီ order block ဆောင်တဲ့ကိုသူရောက်လာခဲ့ပွားဒီ order block ဆောင်တဲ့မှာသူ့အနေနဲ့ဆိုဒီ order block ကို inducement တခုနေပဲစားပြီးတော့မှအောက်ကိုပြန်ချမလားဒါမှမဟုတ်ဒီနေရာကနေအပေါ်ဆက်သွားမလားဆိုတော့ကျွန်တော်တတိထားပြီးစက်ကြည့်ရတော့မယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့သူဒီဒီနေရာကနေလည်း option တခုနေပဲဆက်လက်သွားနိုင်လို့ပဲပေါ့နော်။ဆိုတော့ကျွန်တော်ဒီနေရာကြည့်လိုက်ဆိုတော့လက်ရှိ H1 time frame မှာလည်းသူ့ရဲ့ M30 minute time frame မှာတွားကြည့်တဲ့အခါမှာသူ့ရဲ့ combine trans structure လေးတွေရှိရပေါ့နော်။ ဆိုတော့ဒီဒါလေးကိုကျွန်တော်ကြည့်လိုက်ဒီမှာဆိုရင်သူဒီဟိုရင်တော့က lower low lower high okay lower low ဆို lower low ကိုဆက်မကြနိုင်ဒီမှာ structure fade သွားတော့ပေါ့နော် okay ဒီမှာဆိုရင်ဒါ structure fade သွားတယ် structure fade သွားပြီးမှသူဒီဒီဘက်ကမှ trend chain သွားတယ် trend chain သွားပြီးပထမတစ်ချိန်မှာသူဒီ induce ဒီမှာဆိုရင် break သွားတယ်ပေါ့နော် inducement လောက်ပြီးမှအပေါ်ကိုပြန်တက်လာတယ်ဆိုတော့ဒါမဲ့ဒါဒီလက်ရှိဒါ short term market structure တစ်ခုဖြစ်နေရပေါ့နော် okay အဲ့ဒါကိုကျွန်တော်တို့ structure အနေနဲ့သတ်မှတ်မယ်ဆိုရင်သူဒီ uptrend သွားနေရဆိုတော့ uptrend သွားနေရဖြစ်နေတဲ့အတွက် uptrend တစ်ခုဒီသူ့အနေနဲ့ ဒေါန်ထရန့်ကိုပြန်သွားဖို့ဆိုရင်ကျွန်တော်ဒီ transfer ဆောက်ကိုသူပြန်ချိန်မရပါဘူးเนาะဆိုတော့ဒီညမှာသူ့အနေနဲ့အဲအောက်ကိုပြန်လာတဲ့အခါမှာသူဒီ trend အတိုင်းဆက်ပြီးတော့မှသွားမှာလားဒါမှမဟုတ်ဒီနေရာဝင်းကျင်ကနေသူဒီ trend ချိန်သွားမှာလားဆိုတဲ့အချက်ကပဲကျွန်တော်တို့ကိုအဲ down trend တစ်ခုပြန်လာနိုင်ရှိရှိမရှိကိုကျွန်တော် analysis ပြန်ပြီးတော့မှလောက်ရမယ်ပေါ့နော်။ဘာလို့လဲဆိုတော့လက်ရှိအနေထားမှာဆိုမနဲ့တုန်းက market ကတော်တော်လေးအေးတယ်။ဟိုလက်ရှိကျွန်တော်တို့ analysis စလုပ်တဲ့အချိန်မှာသူဒီအပေါ်ကိုနည်းနည်းလေးဆိုအပြင်းပြင်းနဲ့တက်လာတာကိုကျွန်တော်သိရတာပေါ့နော်။ဒီအပြင်းပြင်းနဲ့တက်လာတဲ့အသက်ကလည်းဒါဒီ inducement လာလောက်တာမျိုးလည်းကျွန်တော်တို့ဖြစ်နိုင်တယ်နော်။ဒီကနေ့အတွက်သတိထားဆရာကတော့ကျွန်တော်တို့ဒီဇုံဝင်ကျင်ထဲမှာသူဒီ trend အတိုင်းဆက်သွားမလားကျွန်တော်ဒီမှာရှိနေဆို breakout structure ဖြစ်ရတယ်နော် breakout structure uptrend တစ်ခုကြီးတည်ကြတယ်တစ်ခုချိန်ချင်းသူဒီအပူပဲပြင်လာမယ်ပူပဲပြင်လာမယ် uptrend အတိုင်းဆက်သွားမလားဒါမှမဟုတ် သူဒီဒီ switcher တွေကို fade သွားမှာဒီ auto block zone တွေ zone die ဒီ zone တွေကို fade သွားပြီးမှသူဒီ transition မှာအောက်ကိုဆက်ချသွားမလားဆိုတဲ့အချက်ကိုပဲကျွန်တော်သတိထားပြီးကြည့်ရအောင်မယ်ပေါ့နော် okay ဆိုတော့ဒီကနေ့အတွက်ကတော့ကျွန်တော် trade 2တော့တိတ်လောက်ဆရာမရှိဘူးပေါ့နော်အဒါဒီ market switcher တွေကိုဆက်ကြည့်ပြီးမှကျွန်တော်မနေ့ကအတိုင်းပဲ direction ကိုကျွန်တော်ဆက်ပြီးမှလိုက်သွားလို့ရတယ်သူဒီဒီလိုဒီညကနေ uptrend အတိုင်းဆက်လက်ပြီးတော့မှတက်သွားမယ်ဆိုရင်ကျွန်တော်ဟိုးပုံမှာရှိတဲ့เนาะကျွန်တော်ဒီ break up ဆက်ချောက်ကိုဆက်ပြီးတော့မှဖြစ်သွားပြီးမှကျွန်တော်အပေါ်ဆက်လက်ပြီးတော့မှ trend တစ်ခုနေပဲဆက်လက်တက်နိုင်တယ်ပေါ့နော် လက်ရှိကျွန်တော်ပြုလုပ်ပေးနေတဲ့ analysis ပြီးတော့ဒီလက်ရှိ market structure ကိုအရှိခံပြီးမှကျွန်တော်တုံ့တက်ပြနေတာဖြစ်တယ်ပေါ့နော် so ကျွန်တော်တုံ့တက်ပြတဲ့အတိုင်းနဲ့100%ဖြစ်မှာမဟုတ်ဘူးအဓိကအဓိကအချိန်နဲ့အမျှပြောင်းလဲနေတဲ့ market structure ကိုကျွန်တော်ကြည့်ပြီးမှအဝယ်အယောင်တွေကိုပြန်ပြီးတော့မှဆုံးဖြတ်ရမယ် market ရဲ့ trend direction တွေကိုကြည့်ပြီးတော့မှကျွန်တော်အနေနဲ့အဝယ်နဲ့အယောင်ကိုပြန်ပြီးတော့မှဆုံးဖြတ်ရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ market ကိုမျက်ချီမပြတ်သွားဖို့လိုအပ်ပါတယ်ဒါမှသာလေကျွန်တော်အယောင်ဝယ်လုပ်တဲ့အခါမှာ risk ကိုအနည်းဆုံးနဲ့ကျွန်တော်အယောင်ဝယ် ပြုလုပ်နေမှာဖြစ်ပါတယ်เนาะဒါဆိုရင်ကျွန်တော်တို့နောက်ထပ်တော့ဖြူရီမှာပြင်လဲဆောင်တွေ့ကြပါမယ်ဆိုတော့ bye bye